င်းမင်းမင်္ဂလာပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးမင်းသူဝန်ရေးသားထားတဲ့အုတ်အောဆိုတဲ့ဝိတ္ထုလူလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင်အုတ်အောဝီလီဝီလင်းအချင်းအုံတော်ကြီးထဲမှတုံမြီလိုက်သောအောတန်ကလေးသည်မနိုးတဝဲနိုးတဝဲနှင့်မိမ့်ဆက်နေသောရွာကလေး၏နာတော်သားအားငြိမ့်စေလေ၏အမှတ်မထင်သောအတန်ဖြစ်၍ငြိမ့်စေခြင်းထက်ပိုမိုမစွမ်းဆောင်နိုင်ချေ အော်တန်ကလေးရဆဲသွားသည့်နှစ်တပြိုင်နက်ရွာထိပ်စီမှပေါ်ပေါက်လာသောတေးတန်ဒီကရွာကလေး၏နာတော်တာကိုငြိမ့်စေုံမျှမကစိတ်နှလုံးကိုလည်းစိန်စေလေ၏လွမ်းသောဆွေးသော အောင့်မေ့တတသောအတိတ်ဘယ်တို့စုဝေးရာတေးတန်တီးသွားဖြစ်လေသည်ဤတေးတန်ကလေးကိုကြားရသောခဏ၌မိန်နေသောရွာကလေးကိုလူးလွန်လာသည်ဟုထင်မိတော်၏တေးပိုင်ရှင်သည်ဟိုဟိုဘွားကားများခွဲခွာခဲ့ရသောချစ်သူအားရောယန်းတန်တာလျက် အာရပါရတီဆူလိုက်လျောသလားဟု ကြားရသူတို့၏စိတ်တွင်ထင်မိလေတော့၏။ဒီအလုံးကဂယူဆိုင်နားဆွင့်နေတော်လဲဒီပိုင်ရှင်သည်မိသူကိုမျှတတိထားမိပုံမရ။ဆက်လက်တီဆူသွား၍ရွာလေရက်ငားရဲစည်းကလေးစီကြမှအရက်ကိုမျက်နာတွင် ပြန့်နှံ့နေသောမိမိ၏ဒေသံကိုရက်ဆိုင်လိုက်လေ၏။ဈေးနှင့်နန္ဒတိုင်းဤဒေသံကိုကြားရသည်မှာယခုအချိန်မှနှင့်ဆို၃ချိန်ရှိလေပြီ။ဒီပိုင်ရှင်ကအချားမဟုတ် ရွာရှိနွားတထုံလောက်တွင်ရှိသောဇီးပင်ကုန်း၌ဥယျာဉ်လောက်ကိုင်းစားတောင်းနေသောဘူတာလှအခွားအီတို့၏အသားတွေကုံစိမ့်သည်မောင်းလှဖြစ်လေသည် မောင်းလှသည် အခြားရွာသားများကဲ့သို့ ထွားကြိုင်းတံမာသည်မဟုတ် မွေးကလေးကချူချာလာသည်ဖြစ်၍လယ်အလုံးကိုမလုံနိုင်မိဘများနှင့်အတူတဝမ်းတစ်ခါဝါယုံလှယုံလောက်ကိုင်းစားတောင်းနေရလေ၏ခါတိုင်းလဲဇီးနှင့်ခါများတွင်ရွာသို့တက်လာဖို့၏ သို့သောအော်ကလေးစား၍တို့မီသောနေတွင်ကဲ့သို့တခါဘူးမျှစိတ်နှလုံးမကြည်နူးမီပထမဆုံးကြားရသောနန်းနေကအော်တန်ကလေးကိုနားဆိုင်ထောင်မီနှင့်ရွာထိတ်ကိုရောက်လာ၍အော်အော်တန်ရဲ့တည်နှစ်တပြိုင်နက်မိမိနှလုံးတွင်မှလွမ်းဆိုတာတာသောတေးတန်သည်တိုးဝေထွက်ပေါ်လာလေ၏မိမိတေးတန်မြဲမချင်းလောကကြီးကိုသတိမေ၏တေးတန်တွင်မိမိစိတ်သည်ရောနှောလွင့်ပါသွားလေ၏တေးဆုံးသွားသောအခါကျမှသတိရလာ၍ ငါဘာကြောင့်ဆိုမိပါလဲဟုတွေးတော်မိ၏မိသူကိုလွမ်းဆိုသည်လဲမိမိအထက်ပခက်တွင်တွင်ဆုံးသွားသောအကိုကိုလွမ်းဆို၍လားသူသည်မဟုတ်တောင်ဘက်တဲကအများထွေးကိုလွမ်းဆို၍လားဤသူတို့လွမ်းဆို၍မဟုတ်အော်အော်တန်ကလေးကိုကြားလျင်အလိုလိုလွမ်းဆိုလာ၍မမြင်ဘူးမကြားဘူးသောတစုံတယောက်သောသူကိုတန်တာမိသည်ဖြင့်တီဆိုမိခြင်းဖြစ်လေသည်ဤတစုံတယောက်သောသူကမိသူနီး ရွာထဲတွင်မိန်းကလေးများကိုတွေ့မြင်သောအခါတိုင်းအသင်တန်းသားလွမ်းဆွနေသူသည်ဤသူလားထိုသူလောဟုမိမိစိတ်အားမြင်းမြန်းသောအခါတိုင်းခေါင်းခါသည်ကိုတွေ့ရလေငါယူများနေလားဟုထင်မိလေတော့၏။အောတန်ကလေးကိုကြားရပြီးလျင်ဤလွမ်းဆွတာတာသောတေးကိုမဆိုဘဲမနေနိုင်။မောင်လာ၏တေးတန်ကိုဂယူဆိုင်နားထောင်သူတို့တွင်ရွာသူကြီးသမီးစိန်တန်းသည်ထူချ၏။အောတန်ကိုကြားလျင်မောင်လာသည်လွမ်းဆွတာမိတဲ့ကဲ့သို့ မောင်လာ၏ဒေသံကိုကြားလင်စိန်သန်းသည်မဖြစ်စပူးထူးကဲစွာလွမ်းစွတ်တာတာမိလေ၏ဒေပိုင်ရှင်ပေါ်တွင်ဂယုနာရေအရင်ကိုတသွင်သွင်သုံးလောင်းမိလေ၏ဒေပိုင်ရှင်အလိုဆန္ဒတောင်းတရာတို့ကိုဖြည့်ဆွမ်းပေးခြင်းသောစိန်များတပွားပွားပေါ်လေ၏ဒေသံကိုစတုထခြင်းကြားရသောဇင်းနှင့်နန်းနှင့်ဝီလီဝီလေးတွင်ကစိန်သန်းသည်ဆွန့်ချက်နေရာမိဘကန်းတွင်ငြိမ်၍မနေနိုင်တော့ရွာထိပ်စီမှဒေသံကိုကြားရနေပင်စိန်သန်းသည် အေရှိတပီပင်ရိတ်သူထွက်လာ၍တေးပိုင်ရှင်အားစောင့်မျှော်လေ၏။မောင်လှတပီပင်ဤသူရောက်သည့်နှင့်တပြိုင်နက်စိန်တန်းသည်တေးတဲ့တေးတဲ့ဟုလှုပ်ခနဲခေါ်မိလေ၏။ခေါ်ရင်းကစေးတဲ့ဖြစ်တော်လဲအတန်ထွက်သွားသည်ကတေးတဲ့ဖြစ်နေ၍ရှင်အန်းအန်းဖြစ်သွား၏။မောင်လှသည်လည်းအတန်ကြာရသို့လှဲလိုက်၍အရှက်နှင့်အကြောက်ရောလျက်မောဟိုက်ဖိုးလိုက်နေသောစိန်တန်းကိုမြင်ရသောအခါအသေးတွင်ဝဲအေး၍သွားလေ၏။ ဝမ်းနဲ့တလို့ဝမ်းသာသလိုဖြစ်မိ၏ကာလရှည်စွာကွဲကွာနေသောจิตသူအားပြန်တွေ့နေရသလိုလိုထင်မိ၏မိမိ၏ယင်ကိုဖွင့်ကအသေးတွင်ကအလွမ်းဆွေးတို့ကိုထုတ်၍ပြလိုက်ခြင်းသောစိတ်ပေါ်လာ၏သို့သောထူပူနေသောစိန်တန်းကပြောမိပြောရာဘာမှမသိပြော၍ဟင်းရွက်တစည်းယူလျက်ပတ်စံပေးလိုက်သောအခါမောင်းလာသည်လည်းထူထူပူပူနှင့်ပင်လှမ်းယူ၍ထွက်မှန်းမသိထွက်လာခဲ့လေ၏ဈေးသို့ရောက်သောအခါ အစင်မပြတ်သောအတွေးတမျောတခေါ်ကြီးကို တွေးလေ၏မိမိသည်ဤရွာနှင်းချုပ်ဆက်ရှိမိန်ကလေးအားလုံးလောက်ကိုပင်တွေ့ဘူး၏မိသူကိုတွေ့ရတွေ့ရမိမိစိတ်သည် မလုံရှားခဲ့ဤရွာသူကြီးသမီးကိုတွေ့သောအခါကျမှအဘယ်ကြောင့်ဝမ်းနည်းသလိုလိုဝမ်းသာသလိုလိုဖြစ်ရပါသနည်းမပြောတတ်အောင်ပင်ဖြစ်ရ၏ယခုဒီကြိမ်သည်ပထမတွေ့ရခြင်းပင်ဖြစ်တော်လဲအလွန်အကျွမ်းဝင်ချစ်ခင်သောတငယ်ချင်းဟောင်းကိုပြန်တွေ့ရတဲ့ကဲ့သို့ထင်မိလေ၏ တေးဆိုလိုသောစိတ်၏အကြောင်းရင်းကိုယခုပင်တွေ့ရသည်ဟုထင်၏ယခုပင်တေးဆိုရာကျိုးနေသည်ဟု အောင့်မေ၏ဤသို့ထူးဆန်းစွာဖြစ်ပေါ်လာသောစိတ်ကို အချစ်စိတ်ပေလားဟုမိမိဘာသာမေးမိလေ၏စိန်တန်း၏စိတ်တွင်လည်းမောင်နှား၏တည်တံကို ကြားဥကာစားကပင် အလွန်ခင်မင်ကြွဝင်နေသောသူတယောက်ဟု အမှတ်ပြုမိလေ၏ဤသူသည်တစုံတစ်ခုကို လိုချင်နေဟန်တူ၏ဤသူ၏အလိုကိုငါသည်ဖြစ်ရန်ဟုကြံ၍များစွာပျော်ရွှင်လေ၏ ဇီးနေကိုမျောမှန်းလျက်ရဲ့ရည်နေလေ၏နောက်ဇီးနေဝီလီဝီလေအောတန်ရက်သွားလင်မောင်းလှ í ဒီတန်ကိုကြားရပြန်၏စိန်တန်းသည်တပြေပြင်းအောက်ကစောင့်နေပြန်၏မောင်းလှတောင်းတနေသောဆန္ဒမီအန်ဟုကြံ၍ပျော်ရွှင်နေ၏ခနာကြလင်မောင်းလှသည်တပြေပြင်းဤသို့ရောက်လာ၏စိန်တန်းကိုတွေ့ရနိုးနှင့်ကြည်မိ၏မျောနေသောစိန်တန်းနှင့်အခန်းသည်တွေ့ရသောအခါအံ့ဩမိ၏ကံကောင်းလေစွာဟုထင်မိ၏ စိန်တန်းသည်ဟင်းရွက်တစည်းကိုဝယ်ပြီးနောက်ဘယ်စကားကဘယ်သို့ဆက်သွားသည်မသိရှင်တေးဆိုတာအင်မတန်လွမ်းစရာကောင်းတယ်ဘသူကိုလွမ်းလို့ဆိုတာလဲကျမမသိရဘူးလားလွမ်းတဲ့သူရှိရင်ကျမပြောပေးပါမယ်ဟုရဲရဲတင်းတင်းမိတ်ဆွေချင်းပြောတဲ့ကဲသို့ပြောလေသည်မောင်လှမှာအဖြေရခက်လာ၏အုံနှောက်တွေပြဒွေရှုပ်၍သွား၏နောက်ဆုံး၌အကြံမရ၍အလကားပါဗျာဟု ပြောလျက်ထွက်ခဲ့လေ၏ ခြေချင်းကုန်၍အိမ်သို့ပြန်ရောက်တော်လဲဘယ်သို့ဖြစ်ရပါမည်နည်းဟုတွေး၍မရငါရဲ့ကုန်၍ဇင်းနေသို့ရောက်သောအခါတူတိုင်အောင်လဲအကြံမရသည်သူနှင့်နန်းနေဝီလီဝီလင်းဟင်းရွက်တွေထမ်းလာရာရွာထိပ်သို့ရောက်၍အောသံဆလင်းစူမြဲတီးကိုစူမိလေ၏တပြည်ပင်ဤသို့ရောက်သောအခါတေရောခြေလမ်းမှာအလူလူရက်သွား၏စိန်တန်းထွက်လာ၍ရခင်မီးကုန်းကိုမေးပြန်၏ ငါရဲ့တီတီတွေးရမှမထွက်လာတော့အဖြေသည်ယခုမှဘဲကြောင်မှထွက်ပေါ်လာသည်မသိအောက်ပါတိုင်းထွက်ပေါ်လာလေ၏ဟုတ်ကဲ့အစကတော့အော်တန်ကလေးကိုကြားရင်အလိုလိုလွမ်းလာတာပဲဘာလွမ်းလဲရေလို့လည်းမသိပါဘူးလွမ်းလာတဲ့ဒီဒီကိုစူမိတာပဲဆိုပေမဲ့လည်းအလွမ်းကမပြေပါဘူးအခုတော့ဖြင့်အော်တန်ကြားရလို့ဘလောက်ပဲလွမ်းလွမ်းဒီတပီပင်အောက်ရောက်လို့မင်းနဲ့တွေ့ရင်အလွမ်းတွေကပျောက်ကုန်တာပဲ ဝမ်းသာတယ်လို့ဝမ်းနေတယ်လို့လည်းဖြစ်တယ်။ဒီတော့ကြုံလွမ်းတာဟာမင်းကိုပဲဘောဟု ပြောလိုက်တော့ချိန်မှဆ ảy ၍စိန်တန်းနှင်းမောင်းလာတို့သည်ချစ်သူဘွားသူပြောင်းလဲသွားကြလေ၏။ထိုနေမှဆ ảy ၍မောင်းလာသည်စိန်တန်းတို့၏အဆွေမျိုးတရင်ကိုနာလေ၏။မေးတင်ဒီကိုမေးကြည့်၏။စိန်တန်း၏ဖခင်သည်ရွာတကြီးမြေပိုင်ရှင်ဘာရီမှာမျိုးပေါ်ကပွဲစားကြီးတဦးဖြစ်၏။အကူများကကိုကျွဲကိုနွားကိုလေကိုရာနှင့်လူကုန်တယ်များဖြစ်၏။ စိန်သန်းမိခင်မှာမြို့ပေါ်ကဖျားတကားကြီးဥကံရည်သမီးသည်အမျိုးနွယ်ကြီးကျယ်လီစွာ မထင်ရှားသောမိမိ၏အညာတရအမျိုးနှင်ကားကွာချင်တိုင်းကွာချားလေ၏စိန်သန်းသည်မိမိနှင့်မတန်းကြည်ရက်တဲ့သားများနှင့်သာတန်း၏စိန်သန်းကိုမိမိချစ်သည်ကားချစ်ရမရောက်နှစ်ရာရောက်နေ၏မိမိသည် တကူကောင်းနိုင်လေစွာစိန်သန်းမိမိကိုယူလျင်စင်းရရမည်မိဘဆွေမျိုးတို့နှင့်သဘောကွင်း၍ဝမ်းနေရတော်မူ မိမိသည်စိန်သန်းပျော်ရွှင်သည်ကိုသာ မြင်လို၏စင်းရဲလျင်စိန်သန်းပျော်ရွှင်နိုင်အံ့လောမိဘတို့ဤဒီခန်းပြက်နေလျင်စိန်သန်းပျော်နိုင်အံ့လောပျော်နိုင်မည်မဟုတ် သူဖြစ်ကမိမိသည် စိန်သန်းကိုလက်လှူရမည်ဖြစ်၏လှွတ်အံ့စိန်သန်းပျော်ရွှင်သည်သာ လူရင် ပထမအစား၌စိန်သန်းဝမ်းနေကြည်ခွဲရမည်မှာမဟုတ်ချသို့တော်မတွေ့ရတာကြာလျှင်မိသွားမည်ဖြစ်၏ အချိန်ကာလသည်ဟူသောစေတမားသည်စိန်တန်း၏ကြည်ခွဲဝမ်းနည်းသောအသေးနာကိုဆေးကူပင်အအသေးနာသည် အသေးကောင်းပြန်ဖြစ်လာသောအခါစိန်တန်းတစ်လုံးပြောရတော်မူဤသို့ဖြစ်သောကြောင့်မိမိသည်စိန်တန်းကိုလက်လွတ်အံ့ဟုစိတ်တန်နှိမ့်ထန်ချလိုက်လေ၏ဇီနေသို့ရောက်သောအခါမောင်လှသည်ဟင်းသည်ဟင်းရွက်တို့ကိုထမ်း၍ထွက်လာ၏ရွာထိပ်တွင်အဝေါ်တန်ကလေးကိုနားဆိုင်၍ထောင်မိ၏ ။အဝေါ်တန်ဆဲလင်ခါတိုင်းဒီစုံနေကြတည်တန်သည်နှလုံးတွင်းမှထွက်လာ၏။မောင်လားကစီး၍တားမြင်နေသောကြောင့်အပြင်သို့မရောက်မီပျောက်ွယ်သွားလေ၏။ခြေတော်တို့သည်လည်းရွာတွင်းသို့ဝင်အံ့ဟုပြင်ကြ၏။မောင်လားကအသင်တို့သည်ယနေ့မှဆ ảy ၍ဤလန်းကိုမသွားရ။ရွာပြင်ကိုင်းတော်ကိုဖြတ်၍သွားသွားရမည်ဟုအမိန်ပေးလေသောကြောင့်ကိုင်းတော်ကိုဖြတ်၍သွားရလေ၏။မောင်လား၏နှလုံးသားသည်ထွက်ခွင့်မရသောတေးဖြင့် ွေကြမတတ်နာကျင်လေ၏မျက်စိတို့သည် မျက်ရည်ဖြင့်ပြေရှမ်းလျက်လမ်းကိုမျှကောင်းကောင်းမမြင်ကြကုန်ထို့အခါမောင်းလာသည်စိန်တန်းကိုမေးလိုက်မေးလိုက်ဟုမိမိကိုယ်ကိုဆုံးမရလေ၏ဈေးရောင်ရာတွင်လည်းဆုံးမလျက်အိမ်ပြန်ရောက်သောအခါ၌လည်းဆုံးမလျက်မိပြလိုက်ဖို့ဆုံးမလေသတိရလေအောင်းမိလွမ်းဆွလေဖြစ်၏တပြေပြေရိမ့်မှာစောင့်မျှော်နေသောစိန်သန်းမှာလည်းအချိန်တော်၍မောင်နှား၏ဒီသံကိုမကြရလင် စိုးရိမ်မိ၏အရှင်လွန်၍မောင်နှားကိုမမြင်ရသောခါကားကြိတ်၍ငိုလီတော့၏ဇီးရရောက်၍အောတန်ကလေးကိုကြားရတိုင်းမပေါ်လာသောမောင်နှားကိုမျော်မှန်းတန်းတားလျက်လွမ်းဆွေးလီတော့၏တို့ဖြင့်မိုးဦးရောက်၍မိုးတန်လီတန်တို့အကြားတွင်အောတန်ကလေးပျောက်သွားသည့်တိုင်အောင်မောင်နှားကိုအေးရောင်မျှမမြင်ရလေယခုလဲနှွေဦးပေါက်လာပြန်လေပြီအောကလေးသည်မြည်ပြန်လေပြီအပင်နိုင်နိုင် တည်ကိုင်းကြိုးကျဲနှင့်ဆင်းရဲကြီးလေစွာသို့သောဤသို့မှရွယ်ဟောင်းမကြွေးလင်းရွက်သည့်မဝေနိုင်တော့ပြီ အမောင်တစ်ပင်တို့ရွယ်ဟောင်းကိုမခင်တွယ်လေနှင့်စွန်လော့အိုးမတ်စင်တန်မောင်လှကိုမခင်တွယ်လေနှင့်စွန်လော့သူမသားလင်းတစ်ပင်တို့သည်ရွက်သည့်ရွယ်ဦးကလေးတွေဝေဝေးဆာဆာနှင့်ရွှေမြူးပျော်ပါနိုင်တဲ့ကဲ့သို့အသင်သည်လည်းပျော်ပါနိုင်အံ့သည် တက္ကသိုလ်ကျောင်းတိုင်းမဂ္ဂဇင်းဇန်နဝါရီဖေဖော်ဝါရီ1933မင်းသူဝင်ဝတ္ထုတို့များမှကောက်နှုတ်ဖော်ပြပါသည်။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။